ကျမတို့ခန္ဓာကိုယ်အနှံ့ပြားမှာရှိတဲ့ဟော်မုန်းထုတ်ပေးတဲ့ဂလင်းများစွာနဲ့ဖွဲ့စည်းထားတဲ့စနစ်ကို endocrine system လို့ခေါ်ပါတယ်။ဒီစနစ်ဟာဟန်ချက်ညီလို့ဆောင်နိုင်ဖို့ခန္ဓာကိုယ်ကဇီဝအကံမှာဖြစ်စဉ်တွေကနေစပြီးတော့ခြေထွားမှုဖြစ်စဉ်အစုံအကုန်လုံးကိုအစီအပြေမှာပါ။ endocrine system ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့လို့ဆောင်မှုအလုံးနဲ့ဆက်စပ်နေပါတယ်။ဒါကြောင့်ကျန်းမာစေဖို့အတွက် endocrine system ရဲ့အရေးပါမှုကို ရှင်းမတပါနဲ့နော်။ဒီနေ့မှာတော့ ဟော်မုန်းစနစ်ကျင်းပဖို့အတွက်ဘာတွေစားရမလဲဆိုတော့ကိုဝေမျှပေးတော့မှာပဲဖြစ်ပါတယ်တစ်တီတွေဟင်းသီးဟင်းရွက်တွေစမ်းချုံပြောင်းဒီလိုမျိုးကော့ပန်တီနန်တွေပရိုတင်းပါတဲ့အစားအစာတွေအရဆိုရင် ကျန်းမာရေးကိုထောက်ပံ့ပေးတဲ့အစားအစာတွေပါဒါတွေကိုတည်တည်မြတ်တအောင်စားသုံးပေးတာကခန္ဓာကိုယ်ကျန်းမာရေးကိုချိန်ညှိပေးတဲ့ Antigree Systems နဲ့ Diet ဆက်ဆက်နေပါတယ် ဒီတော့ endocrine system စနစ်ကျန်းမာစေဖို့နေ့စဉ်စားသမှုမှာဘာတွေပါလဲဆိုတာကို ကြည့်အောင်နော်ပထမအဆုံးစားစာကတော့ငါးပါးငါးဟာ ခန္ဓာကိုယ်အတွက် omega 3 omega 6 omega 9တို့ကိုထောက်ပံ့ပေးပါတယ်ဒီစီတွေကသိမြင်မှုဆွဲဆောင်ရည်ကိုကောင်းစေသလိုဆဲတွေရဲ့လုံဆောင်မှုကိုလည်းကောင်းစေပါတယ်ဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူးကြောက်ကရဲ့လုံဆောင်မှုကိုပါအားပြည့်ပေးပါတယ်တပတ်ခုနှစ်ကြိမ်ငါးပုံမှန်စားပေးတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းစနစ်ကိုစမ်းမစင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုနည်းတော့စိတ်တုံပြူပါ။စိတ်တုံပြူဟာယောဂတွေကိုတိုက်ထုတ်ပေးပြီးတော့ကိုယ်ခံအောင်မြင့်တင်ပေးပါတယ်။စိတ်တုံပြူကသွေးရင်းတခြားတက်ကိုလည်းထိညိပေးပါတယ်။တနည်းဒါမှာစိတ်တုံပြူတမွာတမောင်းမှုနှမွာလောက်ပုံမဆောင်းပေးတာက endocrine system ကိုစမ်းမစင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုနည်းကတော့ calcium ကြော်ရတဲ့အစားအစာတွေပါ။ calcium ကအရိုးတွေကိုတမစေသလိုအာရုံကြောစေးတွေကိုလည်းစမ်းမစေပြီးတော့ တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်မှုကောင်းစေဖို့အဖြစ်ပေးပါတယ်။ကေဆီယံကျွဲဝါတဲ့ no cheese ဒိန်ချင်းအစိမ်းအောင်ဟင်းသီးရွက်ပေးမျိုးမျိုးဒါတွေကိုစားသုံးပြုလို့ရပါတယ်။တစ်ပတ်ကိုအနည်းဆုံး2ချိန်လောက်စားသုံးပေးတင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဗီတာမင် B အုပ်စုပါ။ဗီတာမင် B အုပ်စုဟာဆိုရင်အာရုံကြောစနစ်ကျန်းမာစေဖို့ရောလွတ်ဆောင်မှုကောင်းစေဖို့ပါအကောင်းဆုံးအထောက်အပံ့ပေးပါတယ်။စိတ်ရောကိုယ်ပါကျန်းမာစေတဲ့ဗီတာမင်အုပ်စုပေါ့နော်။ဗီတာမင် B အုပ်စုတည်ဝစေဖို့ဆိုရင် စက်တာငါဥဝင်မျိုးမျိုးစံဂျုံပဲမျိုးမျိုးအခုမှဒီဒါတွေကိုစားပြုလို့ရပါတယ်အနည်းဆုံးတစ်ပတ်ကိုနှစ်ချိန်ရနေပြီးသုံးချိန်အထိစားပြုလို့ရပါတယ်နောက်တစ်ခုနေနဲ့ကတော့ဗီတာမင်စီပါ endocrine system မှာပါတဲ့ adrenaline ဟာဆိုရင်ဗီတာမင် C ကိုတော်တော်လေးလိုအပ်ပါတယ်ဗီတာမင် C ဟာရောဂါတက်ထုတ်ပြီးတဲ့ဟော်မုန်းထုတ်လုပ်ဖို့ adrenaline ကိုကူညီပါတယ်ဒါကြောင့်ဗီတာမင် C စားလို့ရှိရင်တော့ကိုယ်ခံအားကောင်းတယ်ဆိုပြီးတော့ပြောကြရပါ ဗီတာမင်စီပြည့်ဝဖို့ခြင်နဲ့အသီးတွေလီမော်သီးမလကာသီးစတော်ဘယ်ရီတရုတ်စီးသီးဘယ်ရီသီးအစိမ်းအောင်ဟင်းရွက်မရုပ်ကခင်းခြင်းသီးဒါတွေကိုစားပြုလို့ရပါတယ်။အနည်းဆုံးတစ်ပတ်မှနှစ်ချိန်ကနေပြီးတော့သုံးချိန်ထိစားပြင်သင့်ပါတယ်။လောက်ဆိုရင်တော့ကျွန်တော်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ဟော်မုန်းစနစ်တွေကျန်းမာစေဖို့ဘာတွေကိုအဓိကထားပြီးတော့စားပြရမလဲဆိုတော့ကိုတည်သွားတာပြီးတင်ပါတယ်။နောက်ထောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။